ပြပသွင်းကုန်အစားထုတ်ဖို့ဂျုံစိုက်ပျိုးစရိတ်ချင်းငွေတွေထုတ်ချေးလာပေမဲ့ဂျုံတင်းနဲ့တုံးမြက်ထုတ်လုပ်နိုင်ဖို့အခက်အခဲရှိနေတယ်လို့ကြွမ်းကျင်သူတွေကပြောပါရယ်ဟာနာသတင်းပေးပို့ထားပါရယ်ခင်ဗျာမြန်မာပြည်ရဲ့ထိတ်တန့်တွင်းကုန်တမျိုးဖြစ်တဲ့ဂျုံကိုစပားစိုက်ပျိုးစီချင်းငွေနဲ့တန်းတူချပြီးတေအကားကိုစက်သိန်းခွန်းနှုံနဲ့အခုနှစ်2025ခုနှစ်ဆောင်းချင်းငွေအမီတိနံတို့ထုတ်ချေးသွားမှာဖြစ်တယ်လို့မြန်မာလေယာဖွံ့ဖြိုးရေးဘဏ်ကအတည်ပြုပြောဆိုပါရယ်ဂျုံစိုက်ဧကရီပြည်မီဂျုံလွန်လာဖို့အဓိကကြားတဲ့အကြောင်းတွေကို ကျွန်းကျင်သူတယောက်ကပြောပြပါရင်အဲ့တော့ပြောချင်တာက market value price နည်းလေရမယ်နံပါတ်1ကကျွန်တော်တို့ဒီဒီဒီအထွက်ကောင်းတဲ့ jump plaza နေဒီထွက်ကောင်းတဲ့မျိုးတွေမပြောက်အောင်ကျွန်တော်လက်ရှိနေထားမှာမပေါ်အောင်မလုပ်နိုင်အောင်မထိန်းနိုင်ထားရမယ်နံပါတ်နံပါတ်3ကကျွန်တော်ဒီလောက်ထပ်ပါတယ်ဆိုတဲ့ information ကိုတောင်းလို့ဈာမ extension လုပ်နိုင်ရမယ် information flow ကောင်းရမယ်ရအောင်ပို့နိုင်ရမယ်ဂျုံတီးနန်ဟာစပါးနဲ့ပြောင်းပြီးရင် တတိယအရေးကြီးဆုံးဇာတိနံဖြစ်ပြီးဇီးကွက်ဝယ်လူအားရှိပေမဲ့ဂျုံမျိုးနဲ့ဂျုံစည်းဟာစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်အတွင်းအထွန်းနှုံကောင်းပြီးဇီးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဂျုံမျိုးနဲ့ဂျုံစိုက်တောင်သူတွေအတွက်အကျိုးအမြတ်ရှိတဲ့ဇီးနှုံးကိုမရရှိခဲ့ပါဘူးဂျုံကိုကျွန်းကျွန်းကျဉ်ကျဉ်စိုက်ပျိုးတတ်တဲ့တောင်သူတွေရှိပြီးဂျုံစိုက်ဧကတွေလည်းကျေပြန့်ခဲ့ပေမဲ့ဂျုံစည်းနဲ့အထွက်ကောင်းတဲ့ဂျုံမျိုးတွေမရရှိတဲ့အတွက်ဂျုံအစားအခြားတင်းနံကိုပြောင်းလဲစိုက်ပျိုးလာကြတာဖြစ်ပါတယ်ဒါကြောင့် Sky တိုင်းအညာဒီသားရဲ့ ဂျုံစိတ်ပြုထုလို့မှုဟာဂလပဲကို အစာထိုးစိတ်ပြုလာသလို ရှမ်းပြည်နယ်မှာလည်းခရမ်းကျန်ကော်ဖီစတဲ့အခြားသီးနှံတွေကိုအစာထိုးစိတ်ပြုလာကြပါတယ်။ဒါအပြင်ပြီးခဲ့တဲ့18ရာစုကတည်းကဂျုံမျိုးတွေတင်သွင်းလာခြင်းကတည်းကဖြစ်ပွားခဲ့တဲ့ဂျုံပင်မာဖြစ်ပွားတတ်တဲ့နွေရောဂါကလည်းလက်ရှိချိန်မှာလည်းဖြစ်ပွားနေဆဲဖြစ်ပြီးရောဂါတန်ခံနိုင်တဲ့မျိုးတွေလိုအပ်နေတာဖြစ်ပါတယ်။ စိတ်ပြူရည်ဒီတနာဌာနကအချက်ကောင်းတဲ့ဂျုံမျိုးတွေရှိပေမဲ့လည်းဂျုံတောင်သူတွေစီတဲ့အချက်လက်နဲ့ဒီပညာတွေမြောက်ရှိတာတွေကြောင့်ကျောက်ဆယ်ဒေသလိုဂျုံဆိုင်ခဲ့တဲ့ဒေသတွေမှာဂျုံကိုလုံးဝမဆိုင်ပြိုးတော့ပဲဂျုံဆိုင်ဧကရေရောကြလာတာဖြစ်ပါတယ်။လက်တလောဆောင်းတင်းနံဆက်ပြူချိန်ဖြစ်ပြီးတောင်သူတွေမှာဂျုံကျဲပြီးချိန်ဖြစ်ပေမဲ့ဆောင်းချင်းငွေမှာဂျုံချင်းငွေကိုထည့်သွင်းထုတ်ချိန်ဖို့ကြော်ညာထားပေမဲ့လည်းပင်တရာမျိုးနယ်ရှိဂျုံဆိုင်တောင်သူတွေမှာတော့ဒီတဲ့အချက်လက်ကိုမသိရှိသိမှုလို့ဆိုပါတယ်။ လက်ရှိဂျုံတအေကယင်းဒီစေကတအေကကို76သိန်းခွဲအထိရှိပြီး2025ဆောင်းရသည်မှာတော့ဂျုံစေးကြလို့ဂျုံဆိုင်ပြိုးတူနေပြီးဂျုံအထွတ်နှုန်းတို့ဖို့ကအဓိကကြရလေလို့ပင်တရားမြို့နယ်ဟာဂျုံဆိုင်တောင်တူတယောက်ကပြောပါရယ်ဒီကဂျုံအကျုံရရခေါ်တာတော့တော့သူအနေနဲ့တော့ဂျုံရတီဥဒုမမန်နဲ့အဲ့လိုမျိုးကုန်မြတ်ခဲ့ဖို့လိုရနော်ဂျုံ ตรงใจก็จะเมื่อว่าสี่อย่างเราเทเลเซนกว่าทองจอเราเทเลเซนเราผมไม่เชื่อดีวะမြမကြုံဆက်ပြုထုတ်လုပ်မှုကတတန်းအဖြစ်နှစ်ပေါင်း140နီးပါးရှိလာပြီဖြစ်ပြီးလက်ရှိမှာတော့စကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မှာအများဆုံးဆက်ပြုထုတ်လုပ်နေတာဖြစ်ပါတယ်။လက်ရှိ2025ခုနှစ်အတွင်းဆက်ပြုဦးစီးဌာနကထုတ်ပြန်ထားတဲ့စီးရင်စရာတွေအရတတန်းကလုံးမှာကြုံဆက်ဧကပေါင်း3000ကျော်ဆက်ပြုထုတ်လုပ်နေတာဖြစ်ပါတယ်။ ਮਹਾਨਾਵਾ